1988ခုနှစ်ခရစ်စမတ်မတိုင်မီရဲ့အနည်းငယ်လိုမှာဖြစ်ပါတယ်။ American Pan Am လေကြောင်းလိုင်းပိုင်ဘိုးရင်948လေယာဉ်ကြီးဟာလေယာဉ်ခရီးစဉ်အမှတ် BA 103ရဲ့လန်ဒန်နယူးယောက်ခရီးစဉ်အပိုင်းကိုပြန်တန်းဖို့အတွက်လန်ဒန်ဟီထရိုးလေဆိပ်ကနေညအူးပိုင်းမှောင်စပ်ပြိုးချိန်လောက်မှာစတင်ထွက်ခွာလာခဲ့ပါတယ်။ PA 103ရဲ့ခရီးစဉ်အစက နောက်ဂျာမနီနိုင်ငံ Frankfurt မြို့ဖြစ်ပြီးအဆုံးကအမေရိကန်နိုင်ငံ Detroit မြို့ဖြစ်ပါတယ်။ခရီးစဉ်ပထမပိုင်းအဖြစ် Frankfurt ကထွက်လာတဲ့ Boeing 929ယင်းကလန်ဒန်မှာဂိတ်ဆုံးသွားပြီးခရီးသည်နဲ့ပစ္စည်းတွေကိုနယူးယောက်ကိုခရီးစဉ်ဒုတိယပိုင်းအဖြစ်ဆက်လက်ထွက်ခွာမဲ့ Clipper Mate of the Seas လို့နာမည်ပေးထားတဲ့အခုထွက်ခွာလာတဲ့ Boeing 949ယင်းပေါ်ကိုပြောင်းတင်ပေးခဲ့တာဖြစ်ပါတယ်။ ဒီလေရင်ကဘိုးရင်ကထုတ်လုပ်ခဲ့တဲ့949ခုမျိုးဆက်တွေရဲ့ပထမဆုံးအတုံးမှာပါပြီး1922ခုနှစ်ကတည်းကပင်အန်ကုမ္ပဏီကို ရောက်ရှိတာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။ပြန်တန်းချိန်နာရီစုစုပေါင်း9500ရှိပြီဖြစ်ပါတယ်။မနစ်ကမှလင်းရင်တစ်စည်းလုံးကို အကြီးစားပြန်လဲစစ်ဆေးမွမ်းမံပြင်ဆင်မှုလုပ်ထားခဲ့ပါတယ်။လင်းရင်ပေါ်မှာခီးတဲ243ဦးနဲ့လင်းရင်အမှုထမ်း16ဦးလိုက်ပါလာကြပါတယ်။ ခရီးသည်အများစုကအမေရိကန်နဲ့ဗြိတိန်နိုင်ငံသားများဖြစ်ကြပါတယ်။လန်ဒန်နဲ့ဥရောပမှာနိုင်ငံတကာပရိုဂရမ်အရကျောင်းတက်ခဲ့ပြီးခရစ်မတ်ပိတ်ရက်အိမ်ပြန်လာကြတဲ့နယူးယောက်ဆီယာကျူတက္ကသိုလ်မှကျောင်းသားတက်တိုက်လဲပါလာကြပါတယ်။လေယာဉ်ဟာလေစိတ်ကပြန်တက်လာပြီးမိနစ်အနည်းငယ်အကြာမှာလိုအပ်တဲ့အမြင့်ကို ရောက်တဲ့အခါမှာတော့ရေပြင်းကြီးအတိုင်းဥတီယာတို့ပုံမှန်အမြင်နှုံးဖြင့်သာသွားနေခဲ့ပါတယ်။ ခရီးသည်တွေအားလုံးဟာခရီးရှည်ပြန်တန်းရမှာဖြစ်တဲ့အတွက် လေရင်ပေါ်မှာအေးအေးလူလူတက်တောင်းတက်တာရှိနေကြပါတယ်။ခရစ်စမတ်အားလည်းရက်မှာမိသားစုနဲ့ပြန်လည်ဆုံစည်းဖို့အရေးတွေးပြီးသူတို့စိတ်ထဲမှာကြည်နူးနေကြပါလိမ့်မယ်။သူတို့အားလုံးဟာဘသူမှကြိုတင်မခံမနိုင်တဲ့ကျမဆိုးကြီးတစ်ခုနဲ့မကြခင်ကြုံတွေ့ရတော့မှာဖြစ်ပါတယ်။ ။လေယာဉ်ဟာလန်ဒန်ဟီထရိုးလေဆိပ်ကနေပြန်တက်ပြီး38မိနစ်အကြာမှာစကော့တလန်နိုင်ငံလော့ကာဘီမြို့အထက်ကောင်းကင်ယံကို ရောက်ရှိလာခဲ့ပါတယ်။အမြင့်ပေက3300။ရာဒီဥတုကလည်းကြည်ကြည်လင်းလင်းတတရရရှိနေပါတယ်။မကြခင်ကုန်းမြေနဲ့နမိတ်ကိုကြော်ပြီးအတ္တလန်နိတ်သမုတ်တရားရေပြင်ပြပေါ်ကို ရောက်တော့မှာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲမမျော်လင့်တဲ့ပောက်ကွဲမှုတစ်ခုလေရင်ပေါ်မှာဖြစ်ပွားခဲ့ပါတယ်။ က္ကန့်ပိုင်းတွင်းမှာပဲလေရင်ကိုယ်ရဲတစ်ခုလုံးဟာတဆစီကျိုးပဲထွက်သွားခဲ့ပါတယ်။လေရင်အပြက်အစီးအပိုင်းအစတွေက လောကာဘီမြို့ဝင်းကျင်တဝိုက်မြေပြင်ပေါ်ကိုတဖွဲဖွဲပြုတ်ကျလာပါတယ်။၆မိုင်မြင့်မှာပောက်ကွဲပြီးတဆစီဖြစ်သွားတဲ့လေရင်ပေါ်ကခရီးသည်တွေရဲ့အဖြစ်ကတော့တွေးဝင့်စရာမရှိတော့ပါဘူး။လေရင်ပေါ်ပါလာတဲ့259ဦးစလုံးအသက်ဆုံးရုံးခဲ့ရပါတယ် ။နေရင်ပေါ်ကပြုံးကျလာတဲ့အစိပ်ပိုင်းကြီးတစ်ခုကရွာထဲကလူနေအိမ်ပေါ်တဲတဲကြပါရဲ။အေယာမမီပေါ်လုံးကြီးဝုန်းကနေထလာပြီးအနီးနားအိမ်တွေပါဝါမျိုးသွားပါရဲ။ရွာထဲကလူဆက်တဦးပါတေးတဲ့အထဲအစ်စ်ပါသွားပါရဲ။လေရင်ကအပိုင်းစကြီးကြပြီးမီးလောင်ခဲ့တဲ့နေရာမှာပေရရ90ကျဲတဲ့ခြိုင်ကြီးဖြစ်ကျန်ခဲ့ပါတယ် လေရင်ပြတ်ကြပြီးအာချင်းဆိုသလိုပဲစကော့တလန်ဒေသခံရဲတပ်ဖွဲ့ဝင်တွေပြီးတိန်လေးချောင်းမတော်တဆမှုစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တွေအခင်းဖြစ်ပွားရာနေရာကိုရောက်လာကြပါတယ်။တရက်နှစ်ရက်အတွင်းအမေရိကန်ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဘူရို FBI ကစုံထောက်တွေ၊မူခင်းပညာရှင်တွေ၊ဘုံကျွမ်းကျင်သူတွေလည်းရောက်လာကြပါတယ်။ မြေပြင်ပေါ်မှာရှာဖွေရေးအဖွဲတွေခွဲပြီးလေရင်ပေါ်ပါလာသည်မျှအရာအလုံးရဲ့အကျဉ်းကြံတွေလေရင်ပြက်အစိပ်ပိုင်းတွေကို မိုင်30ပတ်လည်အတွင်းမှာပိုက်စိတ်တိုက်လိုက်ရှာကြပါတယ်24နာရီအတွင်းမှာပဲလေရင်မြေပိုင်းမှာတက်ဆင်ထားတဲ့လေရင်မောင်းခန်းအတန်ဖန်းဆက်နဲ့ပြန်တမ်းမှုအချက်လက်မှတ်တမ်းတင်ကြိယာတို့ကိုလေကွင်းတစ်ခုအတွင်းမှာရှာတွေ့ခဲ့ပါတယ်အဲ့ဒီရီကော်ဒါတွေကို စစ်ဆေးချက်အရလေရင်မှုများအနေနဲ့ အရေးပေါ်အခြေအနေမှာလုပ်ရမယ့်လုပ်ငန်းစဉ်တွေလုပ်ဖို့ပြက်ကွက်ခဲ့တဲ့အပြင်ဘေးဒုက္ခရင်ဆိုင်နေရကြောင်းအချက်ပြမှုတစုံတရာမလုံဆောင်နိုင်ခဲ့ကြောင်းသိခဲ့ရပါတယ်။ဒါဟာလေရင်ပေါ်မှာဖြစ်ပွားတဲ့ပေါက်ကွဲမှုကလေရင်ရဲ့ထိန်းချုပ်မှုနဲ့ဆက်သွယ်ရေးစနစ်ကိုတမှုဟုတ်ချင်းဖျက်ဆီးပစ်လိုက်လို့ဖြစ်ကြောင်းသုံးသပ်မိပါတယ်။ရန်နေငယ်အတွင်းမှာပဲဖောက်ခွဲပစ္စည်းအစအနတွေရှာတွေ့လာရတဲ့အတွက်ဘုံတန်တရားကပိုပြီးခိုင်မာလာခဲ့ပါတယ် နာဆာကလွှတ်တင်ထားတဲ့ထောင်လန်းရေးဂျိုဒူးကနေရင်ပြကြတဲ့နေရာတဝိုက်ကိုအသေးစိတ်ရိုက်ထားတဲ့ဓာတ်ပုံတွေကိုရှာဖွေရေးအဖွဲ့တွေစီပို့ပေးပါတယ်။အဲ့ဒီဓာတ်ပုံတွေကတဆင့်အပြက်စီးပိုင်းအစတွေကြားရောက်နေတဲ့နေရာတွေကိုသိရပြီးမြေပြင်အဖွဲ့တွေကလွယ်လွယ်ကူကူရှာတွေ့နိုင်ခဲ့ကြပါတယ်။စကော့တလန်စစ်တပ်နဲ့ရဲဘက်ကလည်းရဟတ်ရင်တွေနဲ့ကောင်းကင်ကရှာဖွေပါတယ်။ ။နေရင်ပြက်ကတွေးရတဲ့ပစ္စည်းမှန်သမျှတစ်ခုချင်းကို ပလတ်စတစ်အိတ်နဲ့စနစ်တကျထုတ်ပိုးပြီးအညွန့်စာရေးထိုးကာယာယီပစ္စည်းစုဆောင်းဒူလောင်ရေးနဲ့စစ်ဆေးရေးစခန်းလုပ်ထားတဲ့လောကဘီရှိကြောင်းအားကစားရုံကိုပို့ရပါတယ်။အဲ့ဒီနေရာမှာပညာရှင်တွေကပစ္စည်းတစ်ခုချင်းကိုဓာတ်မှန်ရိုက်အသေးစိတ်စစ်ဆေးပြီးတဲလွန်ဆရှာပွေကြပါတယ်။စုစုပေါင်းပစ္စည်းအပိုင်းအစပေါင်း၄တန်းကျော်ကိုစစ်ဆေးခဲ့ရပါတယ်။ တွေ့ရှိရတဲ့လေရင်အစိပ်ပိုင်းအပြက်အစည်းမှန်သမျှကို အင်္ဂလန်နိုင်ငံ ဖန်ဘရက်လေရင်ကွင်းကိုပို့ပါတယ်။အဲဒီမှာရလာတဲ့လေရင်ပြက်အစိပ်ပိုင်းတွေကို တစစီဆက်ပြီးငโกလေရင်ကိုယ်ရေပုံစံရလာအောင်ပြန်တိဆောက်ယူပါတယ်။အဲဒီလိုတိဆောက်ကြည့်တဲ့အခါမှာလေရင်ရှေ့ပိုင်းကြမ်းခင်းပေဖက်ချမ်းမှာလက်မ20ခန်းကျယ်တဲ့အပေါက်ဖြစ်နေတာကိုတွေ့တွေ့ပါတယ်။ အပေါက်ဘေးဘက်အစများကအပြင်ဘက်ကိုဖွာလန်ထွက်နေပါတယ်။အပေါက်ပုံစံကိုကြည်ချင်းအဖြစ်ကြံကင်းပေါ်မှာရှိတဲ့ခရီးဆောင်တစ်တာများထားရာကွန်တိန်နာခန်းကလာတဲ့ပောက်ကွဲမှုကြောင့်ဖြစ်ကြောင်းကောက်ချက်ချနိုင်ခဲ့ပါတယ်။ပြန့်ကျဲနေတဲ့အပြည့်အစည်စိတ်ပိုင်းများကြားကရှာဖွေတွေ့ရှိရတဲ့တိုရှိပါကက်ဆက်စာကိပုတ်ပြားနဲ့တိုင်မာမာစင်တက်စ်ဓာတ်ရုပစ္စည်းတဲလွန်စတွေ့ရတဲ့အတွက်ဘုံပေါက်ကွဲမှုဖြစ်တယ်ဆိုတာသိချသွားပါတယ်။ အချိန်ချင်းစမ်းသပ်ဖောက်ခွဲမှုတွေလုပ်ကြည့်ပြီးခရီးဆောင်အိတ်တွေထားတဲ့အခန်းမှာဘုံးပါတဲ့ခရီးဆောင်တစ်တာရဲ့တည်နေရာကိုမှန်ကန်စွာခန့်မှန်းနိုင်ခဲ့ပါတယ်။ဒါအပြင်ခရီးဆောင်တစ်တာရဲ့အယောင်အမှတ်တရစိတ်မော်ဒယ်တို့ကိုပါသိရှိနိုင်ခဲ့ပါတယ်။ ဘုံထဲမှာပါဝင်တဲ့ဆင်းတက်စ်ဓာတ်ရုပ်ပစ္စည်းအစအနာများတွေကက်နေတဲ့အနေအထားအနီးကပ်ဘုံပေါက်ကွဲလောင်ကျွမ်းထားတဲ့ပုံစံတို့ကိုတိုက်ဆိုင်စစ်ဆေးကြည့်ရှုပြီးဘုံပါတဲ့လက်ဆွဲတစ်တာအတွင်းမှာပါလာတဲ့အဝတ်အစားတို့ကိုလည်းခွဲခြားဖော်ထုတ်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့တိုရှိဘာမျိုးအစားရေဒီယိုကက်ဆက်ထဲအချိန်ကြိုက်ကရိယာတက်ထားတဲ့ပလတ်စတဘုံကိုရိုးဝတ်ထည့်ထားပြီးအဝတ်အစားများနဲ့ဖုံးအုပ်ကား ဆန်ဆိုနိုင်ခီးဆောင်တစ်တာနဲ့တည်ယူခဲ့ခြင်းဖြစ်ကြောင်းကျွမ်းကျင်သူပညာရှင်တွေကကောက်ချက်ချနိုင်ခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုတွေကိုတနှစ်ခွဲလောက်ကြာအောင်ပြုလုပ်ပြီးနောက်1990ခုနှစ်ဇူလိုင်လမှာပြီးတိန်လေးချောင်းအာနာပိုင်အဖွဲ့စုံစမ်းစစ်ဆေးရေးဘူရိုကပန်အန်ဒီယ3လရင်ဟာဘုံဖောက်ခွဲခံရတာဖြစ်ကြောင်းကြေညာနိုင်ခဲ့ပါတယ်။ အခုခါမှာဖြည့်ရတဲ့အကြောင်းရင်းကိုတော့သိပြီးဘသူကလုတာလဲဆိုတာသိဖို့တော့ဆက်စုံစမ်းရှာဖွေရအောင်မှာဖြစ်ပါတယ်။အဲ့ဒီအတွက်ဘုံပါလာတဲ့ခီးဆောင်တစ်တာရဲ့လာယာလန်းချောင်းဆော့ကို ရှာဖွေဖော်ထုတ်ရပါတယ်။မစုံမနစ်ကြိုးပမ်းဖော်ထုတ်ခဲ့ရာကနေခီးဆောင်တစ်တာရဲ့အစာဟာမော်တာဖြစ်ပြီး ပိုင်းရှင်းမပါပဲဖရန်ဖက်လေးစိတ်ကိုအဲမော်တာလေးချောင်းကတဆင်းပိုးလိုက်တာဖြစ်ပြီး PAD ရဲ့၃လရင်ခီးစဉ်ကိုလွှဲပြောင်းတင်ပေးလိုက်တယ်ဆိုတာကိုလေးစိတ်ကုံတစ်တာတာဝန်ခံတွေစီကနေစုံစမ်းသိရှိခဲ့ရပါတယ်။ဘုံပါတဲ့ခီးဆောင်တစ်တာအတွင်းကအဝိစားပိုင်းစတွေမှာတွေ့ရတဲ့ဒစိမ့်နဲ့အမှတ်သားတွေကလည်းအဲ့ဒီအဝိစားတွေကိုမော်လာတာမှာချုပ်လုပ်ထားတာဖြစ်ကြောင်းညွှန်ပြနေပါတယ်။ တွေ့ရှိရတဲ့အချက်အလက်တွေအရမော်လတာကိုတွားရောက်စုံစမ်းတဲ့အခါမှာလစ်ပြားလူမျိုးနှစ်ဦးကအဲ့ဒီအဝိထယ်တွေကိုဘုံမကွဲမီတစ်ပတ်အလိုလောက်ကသူ့စီကဝယ်သွားခဲ့တာဖြစ်တယ်လို့မှတ်မိတဲ့ဆိုင်ရှင်ကစုံထောက်တွေကိုပြောပြပါဗါးဘုံမှာတက်ဆင်ထားတဲ့ NSD ဆက်သုံးတိုင်မှာကိုထုတ်လုပ်တဲ့မူရင်းနေရာကိုလိုက်ဆောင်စမ်းတဲ့အခါမှာတော့ဆွစ်ဇာလန်ကကုမ္ပဏီတစ်ခုဖြစ်နေပါတယ်ဆွစ်ဇာလန်ကိုသွားပြီးအဲ့ဒီကုမ္ပဏီကိုသွားရောက်ဆောင်စမ်းမေးမြန်းတဲ့အခါမှာတော့ လစ်ပြားထောက်လန်းရေးအရာရှိဘူမူမတ်ကဒါဟီကအော်ရာမာတဲ့အတွက်လုပ်ပေးခဲ့ကြောင်းစုံစမ်းသိရှိခဲ့ရပါတယ်။သုံးနှစ်တာကာလအတွင်းမှာအမှုနှင့်ပတ်သက်ဆက်နွယ်နေတဲ့ပစ္စည်းမျိုးပေါင်း၄တောင်းကျော်ကိုစစ်ဆေးခဲ့ရပြီးလူပေါင်းတထောင်ခွဲကျော်ကို တွေးဆမေးမြန်းစစ်ကြောခဲ့ရပါတယ်။အဲ့ဒီမေးမြန်းစစ်ဆေးခံရသူတွေထဲမှာတေဆုံးသူတွေရဲ့မိသားစုဝင်တွေလည်းပါဝင်ပါတယ်။တချို့တွေဟာကွန်ကရစ်လွတ်တော်ရှေးမောက်အထိတွားရောက်အစ်စ်ခံကြရပါတယ်။ ပန်အန်လီချောင်းကုမ္ပဏီမှာလည်းဒီလီယင်ပောက်ကွဲမှုဖြစ်ပြီးအတော်လေးထိနာခဲ့ရပါတယ်။တရားစွဲဆိုမှုများစွာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။လေချောင်းဘေးကင်းလုံခြုံရေးဥပဒေချိုးဖောက်မှုနဲ့ပြည်ထောင်စုအစိုးရကိုဒဏ်ကြေးဒေါ်လာ6သိန်းခွဲပေးဆောင်ရပါတယ်။1992ခုနှစ်မှာ လေယင်ပြေးဆွဲမှုအလုံးရနာလိုက်ပြီးကုမ္ပဏီမှာဒေဝါလီခံခဲ့ရပါတယ်။လေရင်ပောက်ကွဲပြကြမှုကို၃နှစ်ကြာစုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးတဲ့အခါမှာတော့ စုံစမ်းထောက်လှမ်းရေးအဖွဲ့ကအခုလိုအပီးသက်ကောက်ချက်ချနိုင်ခဲ့ပါတယ်။လိပြားထောက်လှမ်းရေးအရာရှိမက်ဂဒါဟီနဲ့တူလက်ထောက်ခါလီဖာဖီမာကတိုင်မာပါဝင်တဲ့ပလတ်စတစ်ဘုံတက်ဆင်ထားတဲ့တိုရှီဘာကက်ဆက်ကိုမော်လာတာကဝယ်လာတဲ့အဝတ်စားတွေတဲဝတ်ထည်ကဆန်ဆိုနိုက်ခီးဆောင်တစ်တာနဲ့မော်လာတာကနေ ဖရန်ဖတ်ကိုပို့လိုက်ပါတယ်အဲ့ဒီကမှတဆင့် PA ရရ3လရင် ခီးစဉ်ပေါ်ကိုတင်ပေးလိုက်ပြီးလန်ဒန်နယူးယောက်ခီးစဉ်အတွင်းမှာလရင်ကိုအချိန်ကိုက်ဘုံခွဲခဲ့ခြင်းဖြစ်ပါတယ်1992ခုနှစ်နိုဝင်ဘာလမှာအမေရိကန် FBI နဲ့စကော့တလန်ရဲတပ်ဖွဲ့ကဘုံခွဲတရခံလစ်ပြားနိုင်ငံသား2ဦးကို ရုံးတင်တရားစွဲဖို့ဖမ်းဆီးထုတ်ပါတယ် acting as operatives of the Libyan intelligence service မေရိကန်အစိုးရကလီဗျားကောင်းဆောင်ဂဒါဖီကိုဘုံခွဲတရခန်းနှစ်ဦးလွှဲပေးဖို့တောင်းဆိုပါတယ်ဂဒါဖီကလွှဲပေးဖို့ငြင်းဆန်ပါတယ်ဒါကြောင့်1992ခုနှစ်မှာအမေရိကန်ရဲ့တိုက်တွန်းချက်နဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီကလီဗျားနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့မှုချမှတ်ပါတယ်1998ခုနှစ်မှာဂဒါဖီကအမေရိကန်ပြည်ထောင်က လွှဲပြီးကျန်တဲ့ကြားနေနိုင်ငံတစ်ခုခုမှာတရားစစ်ဆေးမယ်ဆိုရင်လွှဲပေးမယ်လို့ညှိနှိုင်းလာပါတယ် သူ့အဆိုပြုချက်ကိုအမေရိကန်နဲ့ဗြိတိန်တို့ကလက်ခံခဲ့ပြီးနယ်သာလန်နိုင်ငံဟယ်ဆင်ကီနီးမှာရှိတဲ့အမေရိကန်စစ်စခန်းဟောင်းဖြစ်တဲ့ကမ်စိတ်မှာစကော့တလန်တရားရုံးဖွင့်ပြီးအမှုကို စကော့တလန်တရားဥပဒေနဲ့အညီစစ်ဆေးခဲ့ကြပါတယ်။အခင်းဖြစ်ပွားတဲ့နေရာဟာစကော့တလန်ပိုင်နဲ့ဖြစ်တဲ့အတွက်စကော့တလန်တရားရုံးကစစ်ဆေးခဲ့တာဖြစ်ပါတယ်။ကဒါဖီကတရားခံလွှဲပြောင်းပေးခဲ့လို့ကုလသမဂ္ဂက ်မြပြားနိုင်ငံအပေါ်ချမှတ်ခဲ့တဲ့စီးပွားရေးပိတ်ဆို့မှုကိုရပ်ဆိုင်းပေးခဲ့ပါတယ်2000ခုနှစ်မှာတရခွင်စစ်ဆေးကြားနာမှုတွေအဆုံးသတ်ပြီးစီရင်ချက်ချမှတ်ပါတယ်။မက္ကဒါဟီကို အမြင့်ဆုံးပြစ်ဒဏ်28နှစ်ချမှတ်ခဲ့ပြီးဖီမာကိုအပြစ်မရှိလို့ပြန်လွှတ်ပေးခဲ့ပါတယ်။စကော့တလန်ဥပဒေမှာတည်တံမရှိတဲ့အတွက်ထောင်ဒဏ်သာချခံခဲ့ရတာဖြစ်ပါတယ်။2003ခုနှစ်ရောက်မှကဒါဖီက ်လီရင်ဘုံခွဲမှုအတွက် သူ့မှာတာဝန်ရှိကြောင်းဝန်ခံခဲ့ပြီးတေဆုံးခဲ့တဲ့ခရီးသည်မိသားစုတွေကိုရောကျေးဒေါ်လာ2.2ဘီလီယံပေးဖို့သဘောတူခဲ့ပါတယ်။ဒါပေမဲ့ဘုံခွဲမှုကို သူ့အမိန့်ပေးခဲ့ကြောင်းကိုတော့ဘယ်ခါမှဝန်မခံခဲ့ပါဘူး။မက်ဂရာဟီဟာစကော့တလန်အချင်းထောင်ထဲမှာ ထောင်ဒဏ်ကြခံနေရစဉ်အတွင်းပရော့စတိတ်ကင်ဆာဝေဒနာကို ခံစားလာခဲ့ရပါတယ် 2009ခုနှစ်ဩဂုတ်လမှာကင်ဆာနောက်ဆုံးအဆင့်ကိုရောက်နေပြီဖြစ်တဲ့သူကိုတေဂန်နီးနောက်ဆုံးအချိန်မှာမိသားစုနဲ့အတူတကွနေနိုင်ဖို့စကော့တလန်ဆိုရကပြန်လွှတ်ပေးခဲ့ပါတယ်။လစ်ပြားကို ပြန်ရောက်လာတဲ့သူကိုကာတာဖီနဲ့ပြည်သူတွေက သူရဲကောင်းတအူးပမာတောင်းတောင်းဖြားဖြားကြိုဆိုခဲ့ကြပါတယ်။ကဒါဖီက သူ့ကိုထရီပိုလီမြို့မှာရှိတဲ့အကောင်းဆုံးဆေးရုံမှာဆေးကုသစေခဲ့ပါတယ်။ သူ့ကို၃လလောက်သာအသက်ရှင်မယ်ထင်ပြီးလွတ်ပေးခဲ့ပေမဲ့မက်ဂဒါဟီဟာတော်တော်နဲ့မတည်နိုင်ပဲအပြင်မှာ၃နှစ်လောက်နေသွားခဲ့ရပြီး2012ခုနှစ်မေလရောက်မှတည်ဆုံသွားခဲ့ပါတယ်။သူ့မကွယ်လွန်မီသူ့ကိုရိုက်တာသတင်းဌာနကအင်တာဗျူးလုပ်ခဲ့ပါသေးတယ်။အဲ့ဒီရုပ်သံအင်တာဗျူးမှာမက်ဂဒါဟီကသူ့မှာအပြစ်မရှိဘူးဆိုတာနဲ့နောက်တစ်ချိန်ထောက်ထားအစ်စ်တွေတွေ့လာတဲ့အခါသူ့ရဲ့အပြစ်ကင်းစင်မှုကိုတသက်တည်ထူနိုင်မှာဖြစ်တယ်လို့ပြောဆိုသွားခဲ့ပါတယ်။